အခုကကျွန်တော်ကအိန္ဒိယအာဂရာအာဂရာကိုသွားနေတာပါအာဂရာကနေပြီးတော့ကျွန်တော်တဲပြောနေတာပါဘာလို့လဲအာဂရာဆိုတာကဒီနာမည်ကျော်တယ်အိန္ဒိယနာမည်ကျော်အာဒီအာဂရာဖော့တူနောက်တော့ကဒီပါလဲဟိုတတ်မဟာလို့ပါလို့ရှိရပါဟိုတတ်မဟာဆိုတာလည်းအလုံးသိတဲ့အတိုင်းပဲတကယ်နာမည်ကျော်ကမ္ဘာကျော်ကမ္ဘာကျော်ဒေသကမ္ဘာအံခွဲခုနှစ်ခုရဲ့တစ်ခုအဲတတ်မဟာအာဂရာကိုရောက်နေပါတယ်အဲရောက်နေတဲ့အတွက်ကျွန်တော်ရုပ်တံပြောတာကမိပါမလားကျွန်တော်မသိဘူးအဲ့ဒါကြောင့်မို့ကျွန်တော်ဒီမိနစ်အတူလေးကျွန်တော်ဒီပြောပြမှုဆိုပြီးတော့ တက်လာတာပါအချောင်းမပေါ်ဘူးကျွန်တော် ASEAN အဖွဲ့အစည်းနဲ့ကျွန်တော်ခီးသွားတယ်နောက်ဒီ Quad Country ကအဖွဲ့အစည်းနဲ့ခီးသွားတယ်သွားရင်လည်းတို့နဲ့စကားပြောဖြစ်တာလေးတွေကိုနောက်ရက်ကျရင် ကျွန်တော် AACC ကြာလို့ရှိရင်ရှင်းပြပြပြပါမယ်တချို့တွေလည်းမြန်မာနိုင်ငံအချောင်းစိတ်ဝင်စားတယ်တချို့တွေစိတ်ဝင်စားဘူးတချို့တွေကသိကျင်တာလေးမိတယ်တချို့တွေကလာပြီးတော့ direct contact လုပ်တယ်ဒါတချို့ကတော့အာဒီတိုင်းပဲနေတယ်ပေါ့နော်မြန်မာနဲ့ပတ်သက်ဘာမှကောင်းတဲ့သိရှိမရှိဘူးအဲ့တော့မရှိကြလူတွေရှိတယ်အဲ့တော့ပြောရရင်တော့ဒီ ASEAN Data Twin Challenge ရဲ့ကြားထဲမှာမြန်မာအချောင်းကဘလောက်မမှုကြီးလဲမကြီးလဲနောက်တခါတခြားနိုင်ငံတွေဆီမှာဘလောက်လုံးမှုကြီးလဲမကြီးလဲဒါ ဲ့တော့သိနိုင်အောင်လို့ကျွန်တော်သေးသေးနောက်ရကြရှင်းပြအောင်အခုကကျွန်တော်ရုပ်တံကရသလာတွေတက်လာပြီးတော့ပြောတာပါအခါရင်လိုပဲအဖွင့်လေးမပြောနိုင်တာတွေပဲနားလည်ပေးပါပါအဖွင့်လည်းမပြောနိုင်အဖိတ်လည်းပြောနိုင်ခြင်းမပြောနိုင်ပဲနားလည်ပေးပါရောက်ရနေရတယ်ရောက်သလိုတင်ဆက်ပေးနေဖြစ်ပါတယ်ခုမြင်ကွင်းနောက်ကမြင်ကွင်းကြည့်ရင်လည်းခါတော့သိပါလိမ့်မယ်ဆိုတော့အဲလိုလို့ဆိုတော့ဒီတိုင်းလေးပဲပြောပါမယ်နော်အခုကဒါကျွန်တော်တို့ဒီ ASEAN Challenge တွေအကုန်လုံးခီး sorry အပြင်မှာဒီရွံ့တယ်သွားဝယ်တာသွားကြည့်တာပေါ့နောက်မှရွံ့တယ်ကလေးမြင်ရလိမ့်မယ်အဲရွံ့တယ်သွားကြည့်တာလေးနဲ့ တွားကြည့်နေတဲ့အချိန်7မိနစ်15မိနစ်တော့ကျွန်တော်ရသလောက်ပြောတာ။တိုက်ဆိုင်လို့ကျွန်တော်ဒီနေ့ခုနပြောချင်တာကမ်ဘောဒီးယားကဂျန်လစ်ကဒီနေ့ဆိုရတာနေခဲ့ရမနေ့ကကျွန်တော်မင်းအင်တာနက်ရလာတယ်မင်းစင်ကဝင်ထားလိုက်လို့ကျွန်တော်မေးတယ်။ပြီးတော့ကျွန်တော် okay ငါဝင်ထားတယ်စင်ကဝင်ထားတယ်ဆိုတော့ငါ wifi hotspot ပြီးပါဆိုတော့ကျွန်တော်သူ wifi hotspot ပြီးလိုက်တယ်။ဘာလို့လဲလို့မေးလိုက်တော့ तू ကကျွန်တော် Agra ထဲမှာပဲဒီ touch mark ထဲမှာရှောက်လဲနေတဲ့အချိန် तू ကကျွန်တော်လာကတ်ပြောတယ်။အဲ time နဲ့ ကမ္ဘောဒီးယားနေဆက်မှာပြစ်ခတ်မှုတွေပြန်ဖြစ်နေတယ်လို့ငါသတင်းရလို့အဲ့ဒါငါသိချင်တယ်တဲ့။ तू तू နိုင်ငံနဲ့ပတ်သက် तू စိတ်ပူတာဗျာ။ပြောချင်တာ तू နိုင်ငံနဲ့ပတ်သက်ရင် तू ချစ်တာပေါ့ကွာ။ချစ်ပြီးတော့ तू ချက်ချင်းလောက်တာ။ငါသိချင်လို့အဲ့ဒါတော့ငါဆိုကျွန်တော် wifi လောက်ပေးလိုက်တယ်။ဒီ touch မှာဟာထဲမှာတော့ तू internet သုံးမရဘူးကျွန်တော်လည်းသုံးလို့မရဘူး။အဲ့ဒါတုံးတာတော်တော်လေးတယ်။အဲ့ဒါနဲ့ဒီကားပေါ်ပြန်ရောက်တဲ့အချိန်မှာ तू ပြန်သုံးပြီးကြည့်လိုက်ကြတော့ internet ရအောင်။အဲ့ဒါ तू ကြည့်ပြီးပြောတယ်။ဟုတ်တယ်လေငါတို့ရှိမှပြစ်ခတ်မှုပြန်နိုင်ငံပြန်ဖြစ်သွားပြီလေ။ဖြစ်တဲ့နေရာက तू ကပြောတယ်ဗျာဒီဒီ Ubon Ratchathani ပြည်နယ်ပေါ့နော်ကမ္ဘောဒီးယားအခြားအဲ့မှာရှိတဲ့ဒီ Chong An ချောင်းအန်မာဆိုတဲ့နေဆက်ပေါ့နော်အဲ့ဒီနေဆက်နာပြက်ခတ်မှုဖြစ်တယ်တဲ့ပြက်ဖို့ပြန်လည်းဖြစ်သွားတယ်တဲ့ဆိုပြောတယ်အဲ့တော့ကျွန်တော်ပြန်လည်းပြောရင်ဒီထဲမှာအာဆီယံကကမ္ဘောဒီးယား challenge လေးပါတယ်ထိုင်း challenge လေးပါတယ်ထိုင်း challenge ကတော့ AC ပဲဗျသိကောင်းတော့သူမရှိဘူးအာဆီယံအဲကမ္ဘောဒီးယား challenge ကတော့လည်းသူစိတ်ထဲမှာသူသူနိုင်ငံနဲ့ထိုင်းနဲ့ပတ်သက်ကိစ္စကိုသူရင်ထဲမှာရှိတယ်ရှိပြီးတော့တေချာလေးတော့သူဟောဖြစ်တာတွေ့ရတယ်သူနိုင်ငံနဲ့ပတ်သက်ရင်တော့သူသူစိတ်ထဲမှာရှိနိုင်ငံနဲ့စစ်ပွဲနိုင်ငံဖြစ်ကြတဲ့ကိစ္စမှာသူနည်းနည်းလေးသူဟိုပြောရရင်တော့ သူ update အမြဲသိချင်နေတဲ့သဘောရှိတယ်ပြီးရင်သက်ဆိုင်ရာသူ့နိုင်ငံတိုင်ဌာနတာဝန်ရှိသူတွေနဲ့သူလည်းချိတ်ဆက်ပြီးလုပ်ချင်တဲ့သဘောရှိတယ်အဲကျွန်တော် internet ပေးလိုက်ပါတယ်ပြီးတော့သူသုံးပြီးတော့သူသူကသူသတင်းပို့စရာရှိတယ်ပို့တယ်ထင်ပါလုပ်စရာ share လုပ်တယ်ထင်ပါလားမေးစရာမေးတယ်ထင်ပါလားဒါလေးကဒါတိုက်ဆိုင်လို့တခုအရင်ထည့်ပြောတာဗျနော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဟိုမန္တလေးရဲ့ဆိုင်ဆရာကြီးဗျာကျွန်တော်တို့ဟိုဝိုင်းဆိုင်ဆိုင်ဟိုဆရာတင့်တော်ပေါ့နော်သူကွယ်လွန်သွားပြီဆိုတဲ့သတင်းလေးလေးကျွန်တော်ဒီနေ့ရပါတယ်ဟိုနေ့လည်းတနားကြီး15မိနစ်လောက်ကဒီနေ့ပဲကွယ်လွန်သွားတယ်လို့သိရတယ် တနားရီ15မိနစ်လောက်ပါနော်ဆိုတော့သူကွယ်လွန်တဲ့အချိန်မှာအသက်က88နှစ်ရှိပြီလို့တော့သိရတယ်အဲသူကွယ်လွန်ချိန်မှာဇနီးနဲ့တာသမီသုံးဦးလို့ကြာရခဲ့တယ်ဇာမနာခန္ဓာကိုတော့29ရက်နေတပတ်ခါကြာရင်တော့လုံးလိမ့်မယ်လို့သိရတယ် အဲသူဂျာနေကအင်းကြီးအင်းကြီးလို့တမ်းမှာလုံးမလို့သိရတယ်။အဲသူကတော့ဒီစာပေလောကမှာတော့ဒါနာမည်ကျော်ပုဂ္ဂိုလ်တူဦးဖြစ်တယ်ပေါ့။နာမည်ကျော်ပုဂ္ဂိုလ်တူဖြစ်တယ်။အဲတင့်တော်ဆိုတဲ့နာမည်နဲ့ပေါ့နော်။ပြီးတော့ဩဒရလွင်ပြင်းစာပေမှာစာရေးဆရာလုပ်နေတဲ့သူပါ။ပြီးတော့ကြောက်ကက်ယောဂါကူအင်းနဲ့ကန့်ကောဆေးရုံမှာဆေးဥတော်မှုခရင်ကိုလုံသွားတာပါ။အဲတော့ဒါစာပေလောကတော့စင်မကောင်းဖြစ်ရပါတယ်။ကျွန်တော်ပြောလို့ရစာပေလောကနဲ့ပတ်သက်စင်မကောင်းဖြစ်ဆုံးရတခုပါလဲဆိုတော့ကျွန်တော်စာပေလောကသားတွေစာပေနဲ့လှုပ်ရှားတဲ့လုပ်ငန်းလုပ်ငန်းစာတုပ်တဲ့သူတွေတော်တော်များကြီးကြီးချမ်းသာလာတဲ့လူတွေသိမရှိဘူးဗျ။မိသားမိဘလာချမ်းသာရင်တော့မသိဘူး။ အဲ့တော့ကအခြားကိုပိုင်စီဝါရေးရှိလို့ချမ်းသာရင်တော့မသိဘူးစာပေတစ်ခုတည်းနဲ့ရက်တီလို့ရှင်ကျွန်တော်တို့မချမ်းသာဘူးပြသူများနိုင်ငံမှာဟယ်လင်ကယ်လာတို့ကတော့ဆိုချမ်းသာတယ်လေမီလိုဒေါ်လာတန်းအရာကြီးချမ်းသာတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်စာအုပ်တို့ပေါက်တော့တယ်ဒီနိုင်ငံမှာကျွန်တော်တို့နိုင်ငံမှာအဲ့လိုမပေါက်ဘူးပြအဲ့တော့စာရေးဆရာတွေကပါလို့ဆိုစိတ်ခံစားချက်ယုံကြည်ချက်သူ့ရဲ့ဒီဖြန့်ဝေခြင်းနဲ့စိတ်မေတ္တာတရားဒီ pride စိတ်အဲ့ဒီစိတ်တွေနဲ့ပဲလူတွေကိုဟိုဖြန့်ဝေတာပဲဖြစ်ပြီးတော့တကယ်တမ်းဖြစ်လာတဲ့ခါကျရင်သူတို့ကိုယ်တိုင်ဟိုဘဝက ပုံမှန်ဘွားလောက်နေပဲဆိုကွယ်လို့ဆုံးမသွားတယ်အဲ့လိုဖြစ်တာတွေ့ရတယ်အဲ့တော့ကျွန်တော်နိုင်ငံမှာစာပေကိုအလေးထားမှုပိုင်းကတော်တော်အားနည်းပါတယ်ပြောရရင်တော့ဗျာဟိုတရရက်ထက်ဘီယာဘီယာ50ခွက်ခွက်တစ်စာ100ခွက်50 50ခွက်90တောက်ဖို့ဝင်မလေးပြင်မဲ့စာအုပ်ထုတ်ဝယ်ဖို့ကျွန်တော်နိုင်ငံမှာဝင်လေးကြတယ်ဝင်လေးကြတယ်တညာတဲ့သိလေး50 100တုံးပြဖို့ဝင်မလေးပြင်မဲ့စာအုပ်ထုတ်ဝယ်ဖို့နှမျောကြတယ်ကျွန်တော်တိုင်းပြည်ကကျန်တဲ့ဆောင်ဝယ်ဖတ်ဖို့နှမျောကြတယ်တရက်သားဆောင်ဝယ်ဖတ်ဖို့နှမျောကြတယ်ဆိုတော့ကျွန်တော်တို့ကလည်းဝါသနာအရာတကယ်ဝါသနာစေတနာအနစ်နာ ဘယ်လိုပြောကျွန်တော်တို့ pride တက်စိတ်ထားဒါတွေနဲ့ကျွန်တော်တို့လုပ်ခဲ့ကြတာသို့တော်လည်းသို့တော်လည်းကျွန်တော်တို့ဒါကြီးလုပ်ကြရင်မလဲစာရေးဆရာကြီးရဲ့အဆုံးသတ်ဟာပါလဲဆိုတော့ဒီလိုပဲနောင်နောင်ပပနဲ့နောက်တကလူမသိသူမသိအဆုံးသွားကြတယ်ဟိုမင်းသားမင်းသမီးတွေတည်ဆုံလာတဲ့စာရင်မင်းသားမင်းသမီးတည်ဆုံလာဆိုရယ်တည်ဆုံလာကတော့ပုံနာမကျော်တော့ဗျာစာရေးဆရာကြီးကတော့တိတ်ပြီးတော့ဟောပြကြတာတွေ့ရတယ်ဆိုတော့ကျွန်တော်တိုင်းပြည်ကလည်းစာရေးဆရာကြီးကစာရေးဆရာစာပေးရ အနိုင်ခံပေါ်ကထဲမှာတော့ရှိနေတာတော့တွေ့ရတယ်။ဒါပေမဲ့အားလုံးကစာပေရတဲ့မြေပြားခံတယ်ဆိုတာလည်းမေ့နေကြတယ်အားလုံးက။ကျွန်တော်စာပေရတဲ့မြေပြားခံတယ်ဒါပေမဲ့စာပေကိုအားလုံးကနင်းချပြကြတယ်။စာပေကိုသိပြီးတော့ဖွင့်ပြအောင်မလုပ်ချင်ကြဘူးပေါ့။အစိုးရကိုယ်တိုင်ပင်လည်းစာပေနဲ့ပတ်သက်ဖွင့်ပြအောင်လုပ်နိုင်တဲ့အစွမ်းစားအစိုးရမှာမရှိသေးဘူးလားမသိဘူးမတွေ့ရဘူး။အဲ့ဒါဆိုကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်တယ်။စာပေနဲ့ပတ်သက်သတင်းစာဂျာနယ်၊ကဗျာဝတ္ထုအဲ့ဒါစသဖြင့်ပေါ့နော်။ဟိုအကုန်လုံးအဲ့ဒါအကုန်ပါပါတယ်နော်။အဲ့တော့စာပေရတယ်စာပေကလူတန်ဖို့လို့ပြောတယ်ဒါပေမဲ့ အဲ့အဲ့လူတံမိုးအဲ့လူတွေကပဲတံမိုးမရှိတယ်လားမသိဘူးစာအုပ်ပိုင်းစာပေပိုင်းတံမိုးမရှိဘူးဖြစ်သွားတယ်အဲ့လိုတော့ဖြစ်တာတွေ့ရတယ်ဗောဒါတော့သင်မကောင်းစရာကိစ္စတစ်ခုပါနော်အာနောက်ထပ်ခုနကကြောက်တာတစ်ခုကတော့ဒါဗိုလ်ချုပ်ကြီးမရောက်နိုင်ရလဲကျွန်တော်ဒီနေ့ပြောအောင်ဗိုလ်ချုပ်ကြီးမရောက်နိုင်ကဒီကာဇစ်စတန်ကိုသွားပါတယ်ဆက်သွားပါတယ်သူရုရှားကိုသွားခြင်းနဲ့ကာဇစ်စတန်ကိုလှမ်းဆက်သွယ်ချိတ်ဆက်ပြီးတော့ကာဇစ်စတန်မှာသူဆက်သွားတယ်ပုံပေါ်ပါတယ်ကာဇစ်စတန်ဘက်ကလည်းကာဇစ်စတန်ရဲ့ခေါင်းဆောင်ကလည်း အဲမြန်မာခေါင်းဆောင်ပူချမှုချင်းမြောင်းလိုင်းကိုဖိတ်ကြားတယ်လို့သိရပါတယ်အဲ့လိုဖိတ်ကြားတဲ့အတွက်မြန်မာကနေပြီးတော့ပူချမှုချင်းမြောင်းလိုင်းကဒီရုရှားကနေတိုက်ရိုက်ကာဇစတန်ဆက်သွားပါတယ်အဲ့တော့ပြောရရင်တော့ဒီကာဇစတန်ခေါင်းဆောင်တွေကပြီးခဲ့တဲ့ဒီတရုတ်အဲတရုတ်ရဲ့ဒီ victory day ပေါ့နော်အဲ့ဒီမှာတည်းကကာဇစတန်ခေါင်းဆောင်နဲ့တွေ့ပြီးတော့သူတို့အချင်းချင်းမိတ်ဆက်စကားပြောနိုင်ခဲ့တယ်အပြန်အလှန်ဖိတ်ကြားမှုတွေလုပ်ခဲ့တယ်ဒါကြောင့်မို့လို့မြန်မာခေါင်းဆောင်ကကာဇစတန်ကိုဆက်သွားတာဖြစ်ပါတယ်အဲ့တော့ရုရှားကိုတော့ဒီနှစ်အတွင်းမှာရုရှားကိုသွားတာကျွန်တော်သိသလောက်၄ခေါက် လောက်ရှိပြီထင်တယ်ကျွန်တော်ခုခောက်တယ်လို့မေ့နေမယ်ရုရှားကသူအခေါက်အောက်ကသွားတယ်ရုရှားနဲ့ပတ်သက်ဒီတစ်ခေါက်ကတော့ nuclear power plant နဲ့ပတ်သက်ပြီးတော့အသေးစား nuclear power plant တွေလုပ်ဖို့အတွက်ကိုသူတော်တော်လေးအာရုံစိုက်ပြီးအာရုံစိုက်ပြီးတော့ဒီရုရှားကိုအားထည့်သွားတယ်အဲ့ဒီနေရာဒီတဖြည်းဖြည်းနဲ့ nuclear power plant ပေါ်ပေါ်နေတော့တခြားသောနီးပညာတွေပေါ့နော်ကျွန်တော်တို့ရုရှားစီကနေရတဲ့ရထိုက်တဲ့နီးပညာတွေရဖို့အတွက်ကိုပုံစံမရှိမဲအောင်လိုက်ဟာဒီရုရှားခေါင်းဆောင်တွေကိုတော်တော်လေးရင်ကြားစစ်တော်တော်လေးကိုရင်ကြားစစ်တော်တော်လေးကိုနီးနီးကပ်ကပ် ထိတွေ့ဆက်ဆံပြီးတော့ကိုအလုပ်လုပ်နေတာတော့တွေ့ရတယ်။အဲတချိန်မှာရုရှားဘက်ကလည်းမြန်မာကိုမဟာမိတ်ဖြစ်နေတတ်မှတ်ပြီးတော့လိုအပ်တာတွေပူးပေါင်းကူညီပေးနေတယ်လို့ပြောလို့ရတယ်။အဲအဲ့တော့ဘာပဲပြောပြောဟိုကျွန်တော်ဒီအောင်ကြည့်ပြီးတော့ဒီဒီဗိုလ်ချုပ်ကြီးအနေနဲ့ကတော့ဟိုသူ့လက်ထက်မှာသူတခုခုဒီလက်စမီလေးရဲ့အပါဝင်တခုခုထူးထူးခြားလှုပ်ပေးခဲ့ခြင်းပုံ ပေါ်ပါတယ်။ပေါ်ပါတယ်။အဲ့တော့ဒါမဲ့တချို့ကတော့နောက်တာပေါ့ဗျာ။ငါတလောက်သွားကြွေးတယ်လို့ပါတော့ငါတလောက်သွားကြွေးတယ်လက်ဖက်သွားကြွေးတယ်လို့ပါပြောတယ်။ခင်ဗျားတို့တစ်ခါကျရင်အဲ့လူတွေက နားမလဲတာပေါ့နော်ငါတက်လောက်ကျွေးတယ်လက်ဖက်ကျွေးတယ်ကဲကောင်းပြီအကဲကျွေးလိုက်လို့ငါတက်လောက်ကိုအဲ့ဒီရုရှားကခေါင်းဆောင်ကြီးကြိုက်သွားပြီဆိုပါစို့ကဲကောင်းပြီကြိုက်သွားလို့ဟာရောက်ငါစားလို့ကောင်းနေကွာငါတို့နိုင်ငံတင်သွင်းပါလားလို့ပြောလို့တင်သွင်းခွင့်ခွင့်ပြုပါစီဆိုရင်မြန်မာနိုင်ငံကငါတက်လောက်တွေကနင်းထိုင်နေတယ်အဲ့ဒါ export ထွက်မယ် ထွက်ရင်ပတ်စံရမယ်နိုင်ငံသားကိုရမယ်အဲ့လောက်မစင်စားတတ်ကြတာမတော်တဆဟိုစားလို့ကြိုက်သွားရင်မနဲ့လို့ဒါကြိုက်သွားနိုင်တယ်လေပြီးတော့နိုင်ငံကောင်းဆောင်အဆင့်ဟိုကနိုင်ငံပြည်နယ်အုပ်ချုပ်မှုအဆင့်ပုံကိုယ်တွေကိုကျွေးတာဟိုကြိုက်လို့ငါပြည်နယ်ကိုတင်ဖို့ပါဆိုရင်ပြီးပြီကောင်းသွားပြီဒါကောင်းမှုကိစ္စတွေတော့မှပဲချင်းချင်းမလိုက်တွေးတာမျိုးတွေတခါတလေရှိသေးတယ်ဘုရုံကြီးရဲ့ဒီတွေးဆုံမှာမျိုးသမီးတွေပါဝင်မှုနည်းတယ်လို့ခေါင်းရင်းမျိုးစုံတတ်ပြီးတော့ဒီခီးစင်နဲ့ပတ်သက်ပြီးသေးသိမ့်မေ့မေ့အောင်လုပ်ဖို့ကြိုးစားနေပြတဖက်အုပ်စုကလည်း ဆိုတော့ဘုံကြီးမကြီးလိုက်ဒါကိုကိစ္စတွေပုံပေါ်ဘူးသူလောဆက်ချက်ဆက်လို့တယ်ပြီးတော့ခုနောက်သူချိတ်ဆက်လို့ရတဲ့အခါမှာကာဇက်စတန်ကိုဆက်သွားတယ်ဆိုတော့ကာဇက်စတန်နဲ့လည်းဘုံကြီးမကြီးလောဆက်ချက်ရှိတဲ့အလုပ်တွေအများကြီးရှိကောင်းရှိလိမ့်မယ်အဲ့ရှိတဲ့အလုပ်တွေကတော့အခြားမဟုတ်တော့နိုင်ငံချစ်ကြီးရေးကိစ္စတွေပါလာနိုင်တယ်ပြီးတော့နိုင်ငံမှာဟိုဘာပြောလို့ဆိုတော့နိုင်ငံကူးလူဆက်ဆက်တွေပို့ပြီးအစင်တန်းပို့ပြီးမြင့်မြင့်မအောင်မြင့်နေတာဖြစ်လာနိုင်တယ်နောက်တစ်ခုကနိုင်ငံဒီဆက်ရုံအလုပ်ရုံတွေပေါ့ကာဇက်စတန်ကအလုပ်ရုံဆက်ရုံတွေကိုသွားလေ့လာပြီးတော့ကိုယ့်ရဲ့အဆင့်မြင့်တဲ့ပညာတွေသွားပြီးလေ့လာကြည့်မယ်တဘောမျိုးရှိတယ်အဲ့တော့ကာဇက်စတန်ကိုသွားဆက်ထွက်တဲ့ခီးစဉ် ကောင်းတဲ့ခီးစဉ်ပါပဲဟိုဒါမျိုးကလည်းဘုန်းလည်းပြောရင်တော့ဟိုအားပေးရမယ့်ခီးစဉ်တစ်ခုပဲအားပေးရမယ့်ခီးစဉ်တစ်ခုပဲကျွန်တော်အမြင်အားပေးရမယ့်ခီးစဉ်တစ်ခုပဲဘလို့ဖြစ်ဖြစ်ဒီလိုမျိုးနိုင်ငံတကာလှည့်လည်သွားလာပြီးတော့ကိုယ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ promotion လိုက်လုပ်တာသူမကိုယ်နိုင်ငံမိတ်ဆက်တာကိုယ်နိုင်ငံပို့ပို့ပြီးတော့လူတွေလက်ခံကြလအောင်လူကြားတော့အတင်းဝင်တိုးပြီးတော့မိတ်ဆက်နေတာအချို့မှတည်းလုံနေတဲ့ကိစ္စမကောင်းတဲ့ကိစ္စမှမဟုတ်တာဗျာ နိုင်ငံထဲမှာနေနေပြီးတော့အိမ်တွင်းပုံနေတယ်ဆိုတာမျိုးသားလေးပြဿနာရှိတာပြဿနာရှိတာအိမ်တွင်းပုံနေတာမျိုးပဲသူနိုင်ငံပြန်ထွက်ပြီးတော့ကိုကိုနိုင်ငံ promote လုပ်တယ်ဆိုတဲ့ကိစ္စအကောင်းတဲ့ကိစ္စလို့ကျွန်တော်တို့မြင်တယ်ဒါကတော့ကာဇက်စတန်ကိုသွားနေပြီဒီနေ့ကာဇက်စတန်ကရောက်ပြီရောက်တော့ကော်ဇောနီနေနဲ့ခင်းကြိုတယ်ကဲဘာပြောကြအောင်လဲပေါ့နော်ကော်ဇောနီကော်ဇောပြာပေါ့သူတို့ကြတော့ကော်ဇောပြာပေါ့နော်အဲကော်ဇောပြာနေနဲ့ခင်းကြိုတာသွားတွေ့ရတယ်ဒီတော့မဟုတ်ကော်ဇောပြာပေါ့နော်ဆိုအဲ့ဒါနေခင်းကြိုတယ်တေချာလေးကြိုဆိုပြီးတော့ကဲနိုင်ငံတော်ဆင့်ကြိုဆိုတယ်နိုင်ငံတော်ဆင့်ဟောနိုင်ငံကောင်းဆောင်နေတွေ့မယ်အဲ့အဲ့ဒါဒါအကောင်းတဲ့ကိစ္စပဲကာဇက်စတန်မှာဒီနေ့နေပြီးရင် မနက်မှတည့်ရနေပြီးရင်29ရက်နေ့တော့ကျွန်တော်တို့ဒီနေပြည်တော်ပြန်လာမယ်လို့ဗိုလ်ချုပ်ကြီးပြန်လာမယ်လို့ကျွန်တော်တို့သိရပါတယ်ဆိုတော့ဒါ29ရက်ကျရင်တော့ပြန်လာရင်ဂျိုးစိုးရဲ့ဖွဲ့လေဂျိုးချောင်းမယ်ပေါ့ဗျာတော့ဒါကာဇာစတန်ကိစ္စအာပြီးတော့တခါတည်းဒီဟိုတစ်ချိန်တည်းမှာပဲကျွန်တော်ဒီရီဂျနာတခုပြောချင်တာပေါ့နော်ရီဗီယာကောင်းတယ်လို့ပဲကိုပြုံးစရာကောင်းတယ်လို့ပဲပြောမလားဟိုကျွန်တော်လည်းအင်ဂျူရောမချင်တာဘူးအမေရိကန်သမ္မတရဲ့အင်ဂျူရောကျွန်တော်လုံးဝမချင်တာဘူးဘာလို့မချင်လဲဆိုတော့ဗျာအင်ဂျူရောကတော်တော်ရက်ဆက်တဲ့လူတွေကအင်ဂျူရောအမေရိကန်သမ္မတအင်ဂျူရောတော်တော်ရက်ဆက်တဲ့လူတွေကဘာလို့လဲဆိုတော့နော်အခုဒီမှာအင်ဂျူရောကဒေါ်ဆန်းသူကြီး လွှန့်ပေးဘူးရအင်ဂျီတို့ကနော်ဘာလို့ဆိုတော့အခုဒီမှာအမေရိကန်မှာရောက်နေတဲ့မြန်မာမြန်မာပြည်ပွားအချို့ကနော်စက်တင်ဘာ26ဆိုတော့မြန်မာနဲ့ဆိုရင်တော့28နဲ့ဝင်နေပြီသူတို့ရှင်မှာ26အထက်မှာပေါ့နော်26ပေါ့ပြောရရင်သူတို့ရဲ့စနေတင်းတွေရုံးပိတ်ရဲ့ဆန္ဒပြပွဲလေးများပေါ့ရုံးပိတ်ရဲ့အဲရုံးပိတ်ရဲ့ဟိုစားကောင်းတောက်ကောင်းလုံတော်ဆန္ဒပြပွဲများပေါ့ရုံးပိတ်ရဲ့စားကောင်းတောက်ကောင်းလုံတော်ဆန္ဒပြပွဲများစနေတင်းတွေတုံးရုံးပိတ်ရဲ့ပေါ့နော်အဲ့တော့26ပုံမှန်26ဒီဘက်မှာ28ရောက်မြန်မာပြည်သူ28နဲ့ပေါ့နော်ဆိုတော့အဲ့ဒီမှာဘာလဲဆိုတော့ဒေါအောင်ဆန်းစုကြည်ကိုတဲ့လွှတ်ပေးဖို့ဆိုပြီးတော့အမေရိကန်ရောက်မြန်မာ ပြည်ပွားအချို့ကအမေရိကန်သမ္မတရဲ့အင်ဂျူရောရှေ့မှာဆန္ဒပြကြတယ်တဲ့ဆိုတော့ကျွန်တော်စဉ်းစားတာအင်ဂျူရောရှေ့မှာသူတို့သွားဆန္ဒပြတယ်ဆိုတော့အင်ဂျူရောကဒေါန်ဆန်းစုကြည်ဖမ်းထားတာပေါ့ဒေါန်ဆန်းစုကြည်ကိုလှုပ်ပေးဖို့အင်ဂျူရောရှေ့မှာဆန္ဒပြတယ်ဆိုတော့ဒါဆိုအင်ဂျူရောဒေါန်ဆန်းစုဖမ်းထားတာပေါ့ကျွန်တော်မသိဘူးဖြစ်နေတယ်ခင်ဗျားတို့လည်းနည်းနည်းသိရင်ပြောဦးဒီအမေရိကန်ရောက်မြန်မာတွေကအင်ဂျူရောကျွန်တော်တို့မသိပေမဲ့ဒေါန်ဆန်းစုကြည်ဖမ်းထားတာအင်ဂျူရောဖမ်းထားတာဖြစ်မယ်ဒါကြောင့်မလို့အင်ဂျူရောဒေါန်ဆန်းစုကြည်လှုပ်ပေးပါသွားဆန္ဒပြတာဖြစ်မယ်နော်ကျွန်တော်ကျွန်တော်အဲ့လိုထင်တယ်ဟုတ်လားခင်ဗျားတို့နည်းနည်းလေးပြောပြပေးကြအောင်ကျွန်တော်ကျွန်တော်သိတာတော့ မြန်မာပြည်မှာပဲရှိတာပါနေပြည်တော်မှာပဲသူကောင်းကောင်းမထားတာပါသူတို့ကနေပြည်တော်မှာဆန္ဒမပြပဲနေပါဘယ်လိုအိမ်ပြည်တော်ရှိသွားပြလဲဆိုတော့အိမ်ပြည်တော်ကဖမ်းထားတာလားဒေါ်နယ်ထရန့်ကြီးကမြန်မာဒေါ်ဆန်းစုကြည်ကိုဖမ်းထားသလားမသိဘူးကြည်ရဆိုအဲ့လိုမျိုးသားဆိုလုံးဝဒေါ်နယ်ထရန့်ကြီးကိုမကျင်နာဘူးပြကျွန်တော်လည်းရောပြီးဆန္ဒပြမယ်နော်ဒေါ်ဆန်းစုကြည်လှုပ်ပေးဖို့ဒေါ်နယ်ထရန့်ကြီးကိုဆန္ဒပြတယ်နေအိမ်ပြည်တော်ကဆန္ဒပြတယ်နော်အဲ့လိုအဲ့လိုမြန်မာတွေအဲ့လိုပြနေတယ်ဆိုကျွန်တော်လည်းဒါစဉ်းစားပါတယ်ခင်ဗျားတို့လည်းစဉ်းစားကြအောင်နော်ဒီလူတွေဆန္ဒပြတာဘာမှပြတာလဲဆိုအိမ်ပြည်တော်ရှိမှပြတာဘာဘာပြလို့ဒေါ်ဆန်းစုကြည်ကိုဖမ်းဆီးထားတာလွတ်မြောက်လှုပ်ပေးဖို့ဟုတ်တယ်ဒေါ်ဆန်းစုကြည်ဖမ်းထားတာ၅နှစ်နေပါရှိနေပြီလေပြန်မလို့ပေးသေးဘူးလေ ဩအေးပေါ့အေးပေါ့အဲ့တော့အင်ဂျီရိုအနေနဲ့လည်းကြည့်ပြီးတော့ပြောပေါ့ကျွန်တော်ပြီးတော့လည်းအင်ဂျီရိုကတယောက်ကခုနကဖုန်းလမ်းဆက်တယ်ကြော်ရောကြောင်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 မင်းရအောင်လားမင်းတို့ရှီကမင်းတို့မြန်မာတွေတဲ့ငါတို့ရှီမှာလာဆန္ဒပြနေတယ်ကွာဘာဖြစ်လို့တော့ကျွန်တော်မေးတယ်သူတို့မသိဘူးကွာတဲ့ဒေါ်အောင်စန်းသူကြီးကိုပြန်လို့ပြောဆန္ဒပြနေတယ်အဲ့ဒါငါတို့လည်းဖမ်းမရပါဘူးတဲ့သူတို့ဘာလို့ငါတို့ဖုန်းဆက်တယ်လည်းမသိဘူးဆိုငါ့ကိုဘာဖြစ်လို့ငါတို့ဆန္ဒလာပြတယ်လည်းမသိဘူးဆိုကျွန်တော်ပြောတယ် ဟိုအခုအဲ့အမေရိကရောက်မြန်မာတွေကနည်းနည်းလေးတစ်ခါတစ်ခါတခန်းလက်ခန်းလွတ်တယ်တစ်ချက်ချက်လွတ်လွတ်သွားတယ်လွတ်လွတ်ပြီးတော့အဲ့ကျွန်တော်တို့ထားတာလွတ်တတ်တယ်ရှိတယ်။နင်တို့သီးခံဆိုဟိုဘုကွာဒုံသွင်းကြီးငါတို့ဖတ်တတ်တာမဟုတ်ဘူးလေဘာလို့ငါတို့အီရီဗီရှင်းလာဆန်းနှပြတာလဲဆိုတော့ကျွန်တော်တို့ပြောရခက်တယ်အဲ့တော့အမေရိကရောက်မြန်မာတွေရဲ့လွတ်နေတဲ့အခန်းလေးတွေလည်းဘယ်သူပြင်ပေးမလဲတော့မသိဘူးတချို့တွေအခန်းလေးလွတ်နေတယ်ဦးနောက်ခန်းနေဗနက်ခန်းတော့ပြက်နေလို့မသိဘူးအမေရိကမှာသွားဆန်းနှပြတယ်ဒုံသွင်းကြီးလွတ်ပေးဖို့လဲဆိုတော့အဲ့တော့ကျွန်တော်တို့ပြောတယ်မင်းတို့အီဗီရောနေနေလေလို့အဲ့ဒါဒီကောင်တွေကိုရှင်းပြရမှာလို့ ဟိုဒေါံဆန်းသူကငါတို့ဖမ်းမရပါဘူးဆိုထွက်ရှင်းပြလိုက်လို့အဲ့ဒါဆိုရင်ဒီကောင်တွေနားလေလဲသွားမှာပါလို့မင်းအဲ့လိုပြောလိုက်တယ်အဲ့ထွက်ရှင်းပြလားမရှင်းပြလားတော့ကျွန်တော်မသိဘူးကျွန်တော်အဲ့လိုပြောပြလိုက်တယ်ဆိုတော့နောက်ဆိုလေအိမ်ပြီးတော့အနေနဲ့လေမင်းတို့အိမ်ပြီးတော့အနေနဲ့နောက်ဆိုရင်ဒေါံဆန်းသူကမဖမ်းရင်မဖမ်းကြောင်ဖမ်းရင်ဖမ်းကြောင်တရားဝင်စာထုတ်လိုက်ပါကွာလို့မဟုတ်ရင်မင်းတို့ဖမ်းတဲ့အချိန်မင်းတို့ဆန္ဒခဏခဏလာပြနေပါဦးမယ်လို့ကျွန်တော်တို့ပြောပြလိုက်ပါတယ်ခင်ဗျာနော်အဲ့ဒါတော့ပြုံးစရာဖြစ်နေတဲ့စဉ်းစားပါတော့ပြီးတော့ဒါလေးကတော့နောက်ထပ်သတင်းတစ်ခုလေးပြောတော့ပြီးနောက်ထပ်တစ်ခုကျွန်တော်ပြောပါဦးမယ်နောက်ထပ်တစ်ခုကတော့ဘာများဖြစ်မလဲဆိုတော့ချားမဟုတ်ရဟိုဘာလဲဆိုတော့ ဒီဂဒူးမပေါ့ဂဒူးမဆိုတာကအချားမဟုတ်ဘူးညဂဒူးမဆိုတာကဒီဒဇယ်ပေါ့နော်ဒဇယ်ဂဒူးမဒဇယ်ဂဒူးမဘက်မှာဂဒူးမဘက်ကရှိတဲ့အဲစီဆိုင်တဆိုင်နဲ့ဒီစားတော့ဆိုင်နေအဲ့နားတဝိုက်ပေါ့လေအဲ့နားတဝိုက်ကိုတက်ကလေနဲ့ဒီဘုံကျဲတယ်ပေါ့နော်ဘုံတော့ပြစ်လိုက်တယ်လေနဲ့ဘုံကျဲတယ်လေနဲ့ဘုံကျဲတဲ့ခါကျတော့တိကနေနာမှုတွေစိုးရှုံးမှုတွေကြီးကြီးဖြစ်သွားပါတယ်ပြောရရင်တော့ဟိုဒီဖြစ်စရာမနေ့ကမနေ့က မနေ့မနေ့ကမနေ့မနေ့ကဖြစ်တာပေါ့နော်မနေ့ကဖြစ်တာဂရုမာတိုက်နေအတိုက်နေဆိုရဲရွာပေါ့နော်အဲရွာကိုတက်ကလေနဲ့ဘုံကျဲတယ်အမတိတ်ဆုံးသူတွေကတော့များတယ်လို့သိရတယ်၄50ဦးလောက်တော့မကောက်ရှိတယ်လို့ပြောတယ်တချို့ဆိုလဲထိခိုက်တာဆိုလို့ရှိရင်အစနာတော်ရှာမရလောက်တဲ့ဒီထိခိုက်တိတ်ဆုံးမှုရှိတယ်လို့ကြားရပါတယ်အဲ့တော့ပြောရရင်တော့အဲဂရုမာတိုက်နေကိုဘုံကျဲတာစစ်တပ်ကဘုံကျဲတယ်ဆိုတဲ့စကားလုံးကပြောရရင်တော့တချို့တွေကတမင်သက်သက်များကျဲသလားလို့ထင်စရာရှိတယ်ဆိုတော့ဂရုမာကဘယ်လိုနေရာလဲဆိုတဲ့ကိစ္စပေါ့နော်ကျွန်တော်ပြောပြရရင်တော့ဂရုမာကဒီ ပြောရရင်မုံရွာနေဟိုဘက်ကိုအပေါ်ကိုတက်လို့ရှိရင်ဂဒူးဂဒူးဂဒူးမဆိုတော့ဖြတ်ကိုဖြတ်တယ်။အဲ့ဒီဘက်တွေအကုန်လုံးက PDF တွေကြီးစိုးတယ်။ PDF ကြီးစိုးတယ်ပြီးကြီးစိုးတယ်ပြင် PDF တွေကဂဒူးမဘက်မှာတဝိုက်မှာ PDF တွေကဝမ်းလိုက်ထွက်လိုက်ရွာတွေထဲမှာ PDF တွေအများရှိနေတယ်။ရှိနေတယ်ပြင်တို့ကအဲ့ဒီနေရာနေပြီးတော့ဒီခီးသွွာလာရေးကားတွေခီးသွွာလာတဲ့ကားတွေခီးသွွာကားတွေတမန်ကားတွေစက်သားကားတွေအဲ့ဒီရရှိကားတွေဝန်ထမ်းကားတွေအဲ့ဒီအကုန်လုံးကိုဓမြတိုက်တယ်ဖမ်းတယ်စီးတယ်အဲ့လိုမျိုးတွေခဏခဏလုပ်တယ်ဂဒူးမ။အဲ့တော့ စစ်တပ်ကအစောပိုင်းတစ်လျှောက်လုံးမှာကဒူးမှတိုက်နေတဲ့ဆက်ဆက်တဲ့လူတွေစီကိုချိတ်ဆက်ပြီးတော့ဒီနယ်မြေငင်းချင်းငင်းချမ်းကိုတည်ငြိမ်ဖို့ပြောချင်းချင်းချင်းကပြောခဲ့မှုတွေရှိခဲ့မှုတွေရှင်းပြရတော့ဒဇယ်ဘက်မှာဒဇယ်ဘက်ကနေပြီးတော့ဒဇယ်ဘက်ကနေပြီးတော့ပြည်တော်စုအစင်ပေါက်ရတဲ့သူတွေအများကြီးရှိတယ်ပေါက်တဲ့အတွက်ဒဇယ်ကဒူးမှမုံရွာအဲ့ဘက်ချမ်းအကုန်လုံးကြောလုံးကိုလိုက်ပြီးတော့တနေတဲ့လောက်ရှင်းပြတယ်မလုဖို့ဘောဘူးတွေတနေတော့သူ့ရဲ့သက်ဆိုင်သက်ဆိုင်လူတွေနဲ့သတင်းမရရအောင်ပြောတယ်အဲ့ချိန်ကဒီစစ်တပ်ကဘာဖြစ်လဲညာဖြစ်လဲဆိုတဲ့စကားမျိုးစကားမျိုးနဲ့ဒီအညာသားချို့ဟာနည်းနည်းလေးဗမာရိုက်နေလို့လုပ်တယ်ဆိုတော့ပြောရရင်တော့အဲ့ဒီဘက်မှာအဲ့ဒီဘက်ကနေပြီးတော့သူကထောက်ဖို့ကိစ္စကြီးလည်းအများကြီးလုပ်တယ် အပေါ်ဘက်ကိုထောက်ဖို့တက်တာဥမာရခိုင်ဘက်ကိုထောက်ဖို့တက်တဲ့ကိစ္စတွေချင်းဘက်ကိုထောက်ဖို့တက်တဲ့ကိစ္စတွေကချင်းဘက်ကိုတက်သွားတဲ့ကိစ္စတွေသခိုင်းလေးကိုဟိုပေါ်ပေးတက်တဲ့ကိစ္စတွေဒါတွေမှလည်းဒီ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 ဂဒူးမာလိုဘာလိုကနေဖြတ်ပြီးတက်နေတာများတယ်အဲ့တော့ဂဒူးမာလိုညံမျိုးတွေကစစ်တပ်ကနောက်ဆုံးမှာ target ဖြစ်လာတယ်အချိန်ကြာလာတဲ့အခါဒါကြီးကတကယ်တက်မာကြီးလိုဖြစ်လာတယ်အင်အားကြီးလိုဒုကြီးလိုဖြစ်လာပြီဆိုတဲ့အခါကျတော့တက်ကလေတဲ့ဘုံချတဲ့ဖြစ်လာတယ်တက်ကစစ်ကြောင်းမထိုးခင်လေနဲ့ဘုံချတဲ့လုတ်လိုက်ရတယ်ဆိုတော့စစ်ကြောင်းထိုးလေဆိုတာထိုးတော့မယ်ထိုးပြီးရင်တိတ်မကြဘူးထိုးတော့မှာတော့မရှိတော့ဘူးထိုးပြီးတိတ်မကြဘူးပြန်ရောက်လာထိုးတဲ့ချိန်ချင်းပြေးတယ် အဲ့လိုပုံစံမျိုးနဲ့ယက်တီနေတာကြာပြီအဲ့ဒါကြောင့်နောက်ဆုံးတက်ကမထူးတော့ဆိုရင်အင်အားစုစုစီဖြစ်နေတယ်လို့သတင်းကြားတဲ့အချိန်မှာတက်ကလေနဲ့ပြစ်တယ်ပေါ့ဗျာပြစ်တော့ထိကြိုက်ကုန်နဲ့တီးကုန်တော့မှန်တယ်ဒါပေမဲ့ဒီနေရာမှာဘာဖြစ်လို့ဆိုတော့ပြည်သူတွေကိုပြစ်တာလားဆိုတော့ပြည်သူတွေပြစ်တာတော့မဟုတ်ဘူးကျွန်တော်ခဏလာပြပြည်သူတွေရောရွေးချယ်ရှိတက်ကပြစ်တယ်အကြောင်းမရှိဘူးပြည်သူတွေပြစ်တာလို့ပြောကြည့်ဆိုရင်ခင်ဗျားတို့ကျွန်တော်တို့နေထိုင်တဲ့နေမြို့တွေရွာတွေကိုဘယ်တော့ဆက်တက်ကလာလေနဲ့ပြစ်လို့တော့တဘုံတွေလက်နက်ကင်ပုံကွယ်သူတွေရှိတဲ့နေရာတွေကိုတော့အပြစ်ခံရတယ်ဒါဆိုရင်တဘုံတွေလက်နက်ကင်ရှိတဲ့နေရာတွေကအပြစ်ခံရမှာဖြစ်ပြီးတော့ ဒီတက်မတော်ရှိတဲ့နေရာတင်းကြီးအေးချမ်းတဲ့နေရာ PDF ကင်းစင်ပြုံးပြော်ရှင်တဲ့နေရာသဘုံကင်းစင်ပြုံးပြော်ရှင်တဲ့နေရာတွေမှာတော့အပြစ်ခံရခြင်းမရှိဘူးဒါဆိုရင်အဖြစ်ရရှင်းနေဆိုတော့သဘုံတွေရှိတယ် PDF တွေဂျမ်ဘက်သမားတွေရှိနေဂျမ်ဘက်သမားတွေကိုနှိမ်နေတဲ့အခါမှာတက်မတော်နေတဲ့ကနီလာမျိုးစုံသုံးပြီးနှိမ်နေရမှာတာပေါ့သူကရှိတယ်အဲ့တော့သူနှိမ်နေတယ်အဲ့တော့အဲ့တော့ဂျားညက်ပြီးတော့တိကျနေတာဆုံးရှုံးမှုတွေဖြစ်ကုန်တယ်ကျွန်တော်တို့ဒါကြောင့်မလို့လက်နက်ကင်တော်လန်ပုံကန်နေကြတဲ့လူငယ်တွေညီငယ်ညီမငယ်တွေအညာသားတွေအဲ့အုပ်စုတွေကလုံးဖြစ်နိုင်ရင်ဒီတိချိန်တွေက negotiate လုပ်ပါတက်မတော်နေညှိနှိုင်းဆွေးနွေးလိုက်ရွာဆွေးနွေးပြီးတော့နန်မျိုးအေးစစ်ခဏလောက်ငြင်းငြင်းလေးနေပြီးလိုက် ဒါဆိုရင်ဘာမှမလုပ်နဲ့စထောက်ဖို့လည်းမလုပ်နဲ့ကြမ်းဖက်လည်းမလုပ်နဲ့တနတ်တကားကနဲ့ဟိုဆောင်ကြောဆောင်ကြလည်းမလုပ်နဲ့အေးအေးစိတ်နေရင်ဘာမှမဖြစ်ဘူးပြအဲ့ဒါကျွန်တော်ပွန့်လန်ပြောအဲ့လိုမြင်တယ်အဲ့တော့ဟိုကျွန်တော်ကတော့အညာသားတွေစိတ်မကောင်းဖြစ်တယ်ဒီလိုမျိုးပေါက်တော့ခဲ့ရဖြစ်ကုန်တာလေကြားရင်လည်းစိတ်မကောင်းဖြစ်ရတယ်သို့တော့အနေထားကတော့အကျမ်းဖက်သမားနဲ့အကျမ်းဖက်သမားနဲ့နီးနီးကသွားနေမိရင်တော့ညက်ပြီးတော့ပြည်သူတွေတည်တတ်ပါတယ်အဲ့တော့ပြည်သူတွေနည်းနည်းလည်းပွန့်လန်ပြောတော့ကိုယ်နယ်ဒေသမှာအကျမ်းဖက်သမားတွေရှိနေပြီဆိုတာသိကြရဲဆိုရင်ဖြစ်နိုင်တော့ရှောင်းနေရှောင်းနိုင်လို့ရတဲ့နေရာမှာတော့ရှောင်းနေကြတာပဲကျွန်တော်တိုက်တွန်းပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ ဓာတ်တွေကြားရတာဆင်မကောင်းပါဘူးကိုယ်နိုင်ငံသားတွေပဲတေးရတာဖြစ်လို့ဆင်မကောင်းပါဘူးအဲ့တော့ဒီအသေးဆုံးမှုတွေနဲ့ပတ်သက်လို့ရှိရင် PDF ချက်ဖက်သမားတွေတေးသွားတယ်ဆိုတော့လည်းသိရတယ်လို့အရက်သားတွေလည်းတေးရတယ်ရှိတယ်အဲ့တော့ဒီအသေးဆုံးမှုတွေနဲ့ပတ်သက်ရင်စိတ်ကောင်းစိတ်မကောင်းဖြစ်ရတယ်ဘလို့မှစိတ်ထဲမှာဟိုစိတ်မကောင်းစိတ်မချမ်းသာဖြစ်ရတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ပုံပုံပြောတာပါဖြစ်နိုင်ရင်နှိမ့်နှိုင်းတိုင်ပင်ပြီးတော့ကိုယ်နယ်မြေမှာတင်းကြီးအေးချမ်းဆိုတာနေလိုက်ကြတာမကောင်းဘူးလားဖြစ်နိုင်ရင်လက်နက်တွေကိုခဏလောက်ချလိုက်တာဖယ်ထားလိုက်တာကောင်းတယ်ဆွတ်လို့ပြီးတော့ငါနေမြေအုပ်ချုပ်ရင်ငါနေမြေဒေသတင်းပြဖို့ပြုတ်တဲ့အဲ့တော့ငါအစိုးရနဲ့ပူးပေါင်းလုပ်မယ်ကွာဆိုတော့မျိုးစိတ်တက် ထားပြီးတော့နောင်လာမဲ့ရွေးကောက်ပွဲနဲ့ပေါ်လာမဲ့အစိုးရနဲ့အတူပူးပေါင်းပြီးတော့ကို့ဒေတာတင်ညာကိုဖိုးဖိုးတူတော့လုပ်ကြည့်ပါလားဒါလေးမကောင်းလားလို့ပဲကျွန်တော်တိုင်တွန်းချင်တယ်ဗျဒါတခုပဲနောက်တစ်ခုကကုလသမဂ္ဂမှာဖြစ်တဲ့ဖြစ်စဉ်ပေါ့ကုလသမဂ္ဂမှာတော့အစ္စရေးဝန်ကြီးချုပ်မိန်ကုန်းပြောတဲ့အချိန်မှာလူတွေထပြီးတော့ဆန္ဒပြတယ်ထွက်သွားကြတယ်ဆိုတော့မျိုးတွေကဒါကတော့ဖြစ်နေဖြစ်တာရှိတဲ့ကိစ္စကုလသမဂ္ဂဒါဒီမိုကရေစီ right ရဖြစ်နေတာဖြစ်တာပဲဒါတော့သိပြီးကုအစ္စရေးဝန်ကြီးချုပ်ကတော့ခေါင်းနဲ့ထိထဲတယ်ပေါ့မပေါ်ဘူးတာယူလေနောက်တစ်ခုဒါပေမဲ့အဲ့မှာကျွန်တော်က unit ပေါ့မိုဟာမက် unit ပေါ့ဘင်္ဂလားဒေ့ရှ်ကလက်ရှိယာယီခေါင်းဆောင်မိုဟာမက် unit က ဒီကုလသမဂ္ဂကသူတက်ပြီးစကားပြောခွင့်ရတယ်ပြောခွင့်ရတဲ့အချိန်မှာသူကဘာတွေပြောသွားလဲဆိုတော့ကျွန်တော်တို့တကယ်သူကိစ္စသူနိုင်ငံကြောင်းပြောတာကျွန်တော်စိတ်ဝင်စားပါဘူးကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်ပြီးပြောလာတာရှိတယ်အဲ့ဒါဘာလဲဆိုတော့မြန်မာပြည်အဲသူတို့ရဲ့ခြံစည်းရိုးနယ်စပ်မှာရှိတယ်ခြံစည်းရိုးနယ်စပ်မှာရှိတယ်ရခိုင်ပြည်နယ်ပေါ့ရခိုင်ပြည်နယ်မှာအကြမ်းဖက်မှုတွေ အဲဒီတို့ဘင်္ဂလီတွေပေါ့ဗျာဘင်္ဂလီတွေပေါ့မှာအကျန့်ဖက်မှုတွေအနိုင်ကျင့်မှုတွေမောင်းထုတ်မှုတွေပြန်လဲလက်မခံခြင်းကိစ္စတွေများစွာပေါ့အဲ့ပြဿနာပေါ်များစွာဖြစ်နေပါတယ်အရင်တော့အစိုးရဖြစ်တဲ့တပ်မတော်အစိုးရကနေပြီးအစိုးရနဲ့တပ်မတော်ကတို့ကိုဖိနှိပ်မှုတွေအရင်တော့လုပ်တယ်အခုကျတော့အစိုးရမဟုတ်တော့အဖွဲ့ပေါ့ဗျာဟိုမှာ AA ပေါ့ AA ကတို့တို့ရဲ့ဘင်္ဂလီတွေပေါ်မှာနှိပ်စက်နိုင်ခြင်းမှုတွေကြီးကြေလုပ်တယ်ဒါကြောင့်မလို့ဒီရခိုင်ပြည်နယ်ပြဿနာနဲ့ပတ်သက်ရင်ဘင်္ဂလီတွေပြန်ပို့ရေးကိစ္စနဲ့ပတ်သက်ရင်အားနဲ့အင်းနဲ့ဒုနဲ့တနေဝိုင်းပြီးတော့နိုင်ငံတကာတွန်းအားပေးကြပါပြီးတော့မြန်မာမြန်မာအစိုးရပေါ်မှာဖိအားပေးကြပါတော့အစိုးရမဟုတ်တော့အဲ့ ရခိုင်ပြည်နယ်မှာရှိနေတဲ့လက်နက်အဖွဲ့ဝါဖိအားပေးကြပါတောင်းအားပေးကြပါဆိုတဲ့ပုံစံမျိုးနဲ့သူကမွားပေချုံတို့ကကုလသမဂ္ဂဆင်းမြောက်မှာတကမ္ဘာလုံးကြောက်အောင်ပြောပြတယ်ဆိုတော့ကျွန်တော်မြန်မာကြတော့အဲ့ကုလသမဂ္ဂဆင်းမြောက်မှာကြော်မိုးထုံးရှိတယ်ကြော်မိုးထုံးအဲ့ဒီကောင်တော့ against လို့လားဆိုတော့မလုပ်ပေးနိုင်ဘူးကြော်မိုးထုံးဘာလို့တောင်းဆောက်လို့မရဘူးဘာမှမလုပ်ပြနေဘူးဘာလို့လဲဆိုတော့ तू तू ဘာမှဘိုးမှလူရမုံနဲ့အတွက်လုပ်ပြလို့မရဘူးပြောလို့မရဘူးယူနိုနာကိုကတ်လို့တော့ तू မရနိုင်ဘူးပြီးကတ်ရောယူနိုနာကတ်ရော तू ဘာပြောမလဲအဲ့ဘင်္ဂလီတွေကိစ္စနဲ့ပတ်သက်ရင် तू ငါတို့ကငါတို့နိုင်ငံမှာ no ruin ကြလို့ तू ပြောမလားမပြောရဘူးကြော်မိုးကြော်မိုးထုံးကအဲ့လိုပြောရင် तू ဘာအဲ့မှာခွက်ပြောင်းမယ် ဲ့တော့ကဘာပေါ်မှာက Ranger ဆိုစကလုံးကကြေကြေလောင်တွန်းနေပြီမြန်မာပြည်မှာက No Ranger အဲ့တော့ No History No Ranger ပဲဟုတ်လို့ History မရှိဘူး Ranger စပေး Ranger လူလူမျိုးဆိုတဲ့တမိုင်းရဟိုးကျွန်တော်တို့မြန်မာပြည်စကြရမရှိတာဘင်္ဂလီဆိုရင်တော့ရှိတယ်ဘင်္ဂလီဆိုရှိတယ်ဘင်္ဂလီရှိတယ်အဲဘင်္ဂလီရှိတာဘင်္ဂလီပဲဘင်္ဂလီကဘင်္ဂလားဒေ့ရှ်ကလာရတဲ့ဘင်္ဂလီကျွန်တော်တို့မြန်မာပြည်ရဲ့နေဆက်မှာတရုတ်နေဆက်မှာတရုတ်နဲ့တရုတ်နေဆက်တရုတ်ပြည်ထဲမှာမြန်မာပြည်ထဲမှာ နှစ်ခုလုံးနဲ့ဘာသာတူတဲ့လူမျိုးတူတဲ့လူမျိုးတွေရှိတယ်တူတဲ့လူမျိုးတွေရှိတယ်ဘာသာပြောပုံဆိုပါအကုန်တူတဲ့လူမျိုးတွေရှိတယ်ဒါတူညီစွာရှိတယ်မလီစုယဝမ်စသဖြင့်ဒါမျိုးရှိတယ်အမ်ရှမ်းစာမှာလည်းကိုကန်နေရှိတယ်။ဟိုဘကိုကန်ဒီဘကိုကန်ရှိတယ်။ဝါမှာလည်းဟိုဘမှာရှိတယ်။ဒီဘမှာလည်းဟန်နေရှိတယ်။ဒီဘမှာဟိုဘလည်းဝါတွေရောရှိဟန်နေဝါတွေလည်းရှိဟန်နေလည်းရှိ။မိုင်းလာလည်းဟိုဘဒီဘကိုနီးစပ်တာရှိတယ်။ကဲကောင်းပြီဗမာလည်းမြန်မာပြည်ရဲ့နေစပ်ဘင်္ဂလားဒေ့ရှ်မှာထိုင်းမှာလည်းရှင်းပြရအောင်ထိုင်းမှာလည်းရှမ်းနဲ့ဟိုထိုင်းနဲ့ဆက်နေတယ်။မွန်နဲ့ထိုင်းနဲ့ဆက်နေတာရှိတယ်။ကရင်နဲ့ထိုင်းနဲ့ဆက်နေတာရှိတယ်။ ကဲဘာမှလဲဘင်္ဂလားဒေ့ရှ်မှာဘင်္ဂလီပဲရှိတယ်ဘင်္ဂလီမှာဘင်္ဂလီပဲရှိတယ်ဘင်္ဂလားဒေ့ရှ်မှာရိုဟင်ဂျာမရှိဘူးမြန်မာပြည်မှာဘာလို့ရှိရမှာတော့အဝေးပဲဒါပေမဲ့တို့ကဒီနာမည်ကဘာလို့ဆိုနှစ်ပေါင်းများစွာလော်ဘီလောက်လာတဲ့နာမည်ကဘာနဲ့ချီလော်ဘီလောက်လာတဲ့နာမည်ဆိုဒီနာမည်ကိုထပ်ခါခါတုံးပြီးကျွန်တော်တို့ဒုက္ခကောင်းပြီးတယ်အဲ့တော့ဒီဟာကကုလသမဂ္ဂဆင်မြင့်ဟောမှာမြန်မာတက်ပြောခွင့်မရသေးတဲ့အချိန်မှာဒီကောင်တွေပြောချင်တယ်ဆိုပြောတယ်မြန်မာဘက်ကပြောမဲ့သူကလည်းရှိတဲ့ကြော်မှုထုံးကလည်းရှင်းရှင်းပြောရရင်တော့တခင်အားရကျွန်ပါဝဟိုတွားလုံနေတယ်ကိုယ်နိုင်ငံနဲ့ပတ်သက်ပြီးကံပြောမလားဆိုမှပြောပြီးဘူးဒါမျိုးကြတော့ ပြောရင် तू ခွက်ပြောင်းမှကြောက်တော့ကသူမပြောရဘူးသူကိုရင်တော့နောက်လာမယ်အစိုးရနောက်တနှစ်တနှစ်လောက်ဆိုရင်ဒီကောင်သူကိုရင်ခွက်ပြောင်းတော့မှဆိုတော့သူကိုရင်ကြောက်လန့်ပြီးတော့ဘင်္ဂလီနာပြစ်ကတ်နေရသလားမသိဘူးတခါကျရင်အဲ့လိုဖြစ်နေကျွန်တော်နိုင်ငံနေလဲသတိကြီးထားရမယ်နောက်အေးအေးပေါ့အေးအေးနေနဲ့လဲခုချိန်အထိ तू နားမလဲသေးတာထွန်းမြန်နေခုကြီးနားမလဲသေးတာထွန်းမြန်နေရနေတိုင်းနဲ့ကျွန်တော်တို့ကစဉ်းစားကြည့်ထွန်းမြန်နေရနေတိုင်း तू ချိုးချင်ခံထားရပြီခင်ဗျာဘင်္ဂလီရှုနဲ့လဲ तू ချိုးချင်ခံထားရတယ်တပ်မတော်သားတွေကိုနိုင်ချင်းတပ်မတော်သားတွေကိုဖြစ်နေတယ်လဲထိတ်တရင်ဆိုင်နေရတယ်ဆိုတော့သူ့မှာအများကြီးဘင်္ဂလီရှုနဲ့ထိတ်တွေ့နေတယ်ဒါကြောင့်သူတို့ဘယ်လိုသွားမလဲအေးအေးလဲစဉ်းစားရအောင်မယ်မြန်မာဆိုးရနဲ့ပူပေါင်းပြီးတော့ तू အစိုးရနဲ့ဖြစ်နိုင်ရင်တော့ဟိုလက်ချင်းချိတ်ပြီးတော့သူ့ကိုသူ BGF လုပ်တင်တယ် Border Gap Force လုပ်တင်တယ်အဲ့ဒါဆိုရင်အဆင်ပြေနိုင်တယ်တော့ဒါကိုကျွန်တော်ဆိုလိုတာမဲ့အေးအထွတ်မြတ်နိုင်ရတော့မိုက်တွဲနဲ့နေသေးပဲလို့ကျွန်တော်မြင်တယ်စောင့်ကြည့်ရမှာပေါ့ဗျာနော်ဆိုတော့လောဒရောနိုင်ငံတကာမှာတော့ကျွန်တော်တို့ဒီလိုမျိုးလုပ်နေတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့သတိထားရမယ်နိုင်ငံတကာရဲ့ flight လုံးတွေကြားမှာမြန်မာပြည်ကိုတော့ရှောက်ဒီဘင်္ဂလားဒေ့ရှ်နယ်စပ်ကရခိုင်ပြည်နယ်မြောက်ဖြားပိုင်းကကျွန်တော်တို့မြန်မာပြည်ရဲ့ဟိုဒုက္ခပေးရနေရာတွေကတော့အကြီးကျယ်တစ်ဖြည်း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 လာလို့ဆိုတော့မမေးဘူး ျွန်ပြောချင်တာပါလောလောဆယ်တော့ကျွန်တော်တင်ဆက်ဖို့ဒီလောက်နဲ့ပဲရက်ချင်ပါတယ်ဘာလို့ဆိုတော့ ASEAN ကဟို journalist တွေတော်တော်များကူတာဟိုစပြီးပေါ်တက်လာကြပါပြီတက်လာကြပြီဖြစ်တဲ့အတွက်ကျွန်တော်ထပ်ပြီးတော့အဲဒီနေ့တော့ဒီလောက်နဲ့ပဲရက်ပြရစီအကယ်၍မိသိရင်လည်းကျွန်တော်ကျွန်တော်နဲ့ထပ်ပြောပါမယ်အဲ့တော့ဒီတော့ဒီလောက်ပါပဲအခု Agra ကနေပြီးတော့ကျွန်တော်ဒီ India ဟိုဘာလို့ဆို New Delhi ကိုကျွန်တော်ပြန်ပါမယ်အဲ့တော့ New Delhi ကိုအခုပြန်မယ်ပြန်မယ်အခြေအကူချင်း၄နာရီခွဲ 9နာရီခွဲပြီဆိုတော့ new delivery ရချင်တော့နောက်ကြမှာဖြစ်တဲ့အတွက်မမီလောက်တော့ဝမီလောက်တဲ့အတွက်ကျွန်တော်ဒီရနဲ့ပဲကျွန်တော်ရက်လိုက်ပါမယ်အားလုံးပဲနောက်နေ့ဒီကြမှာပဲနောက်နေ့ကြမှာနောက်နေ့ကြောက်ကိုကောင်းနေပါလိမ့်ကျွန်တော်ထပ်ပြောပါမယ်နော်အဲ့တော့ဘာပြောတာကျွန်တော်ကမ်ဘောဒီးယားတို့ထိုင်းတို့ကမေးစီဖြစ်ပါတယ်ကျွန်တော်ရှိပါတယ်တို့လည်းတော့လွတ်လပ်စကားပြောရရှိပါတယ်နော် okay အားလုံးပဲဝိဇာတိရှိပါအတိုက်ယူစေနာမထားပါတစ္ဆာရှိပါကိုယ်နိုင်ငံသားအချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလကလောဝတီပြောနေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖက်အားပေးသမားခမည်းဖြစ်နေတယ်လားဆိုတော့ပြန်လေမိကုန်းတို့ဘာလို့ပြောရင်းနဲ့ခေါင်းလိုက်ပါဗျာ オッケー。